မင်္ဂလာပါရှင်ကျမရောဝန်ဒီပါ DVV ရုံမြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးသွားမှာပါရန်ကုန်မှာကိုဗစ်အတီးပြူလူနာ18ရောက်တွေ့ရှိတယ်လို့စစ်ကောင်စီရဲ့ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်မြို့ခံပြည်သူတွေကြားမှာတော့ကိုဗစ်တကြော့ပြန်ဖြစ်လာတဲ့အပေါ်မှာစိုးရိမ်မှုတွေရှိနေသလားဆိုတာတွေကိုသိနိုင်ဖို့အတွက်မျက်သစင်ကမေးမြန်းထားပါတယ်ရှင်ကျမ်းမာရေးဝန်ကြီးဌာနဟာကိုဗစ်19ရောဂါစောင့်ကြည့်ရှုခြင်းလုပ်ငန်းများကိုရန်ကုန်မှာမေလ25ရက်နေ့ကနေဇွန်လ1ရက်နေ့အတွင်း ကိုဗစ် -19 လူနာသစ်18ယောက်တွေ့ရှိခဲ့တယ်လို့စစ်ကောင်စီရဲ့ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါဗျ။တခွဲနမူနာစုစုပေါင်း1988ခုကိုစစ်ဆေးခဲ့ရာကနေအတီးပြူလူနာသစ်18ယောက်တွေ့ရှိခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။မြန်မာနဲ့အိန္ဒိယနိုင်ငံဖြစ်တဲ့ထိုင်းနိုင်ငံမှာဆိုရင်လေကိုဗစ်မျိုးကွဲအိုမီခရွန်ထက်စစ်မျိုးကွဲကူးစက်ခံရသူ2သိန်းကျော်မှာသေဆုံးခဲ့သူ51ယောက်ထိရှိခဲ့ပါတယ်။မြန်မာမှာတော့သေဆုံးတာမျိုးမရှိသေးဘူးလို့လည်းစစ်ကောင်စီကဆိုပါတယ်။ ရန်ကုန်မှာတွေ့ရှိရတဲ့ကိုဗစ်ကူးစက်ခံရသူ18ယောက်ဆိုတာဒီထက်လည်းပိုနိုင်တယ်လို့ CDM ဆရာဝန်တယောက်ကပြောပါတယ်။ဒီရန်ကုန်မှာတွေ့လာတဲ့18ယောက်ကတော့အမ်တွေ့ဆက်လို့ပေါ်လာပါတော့။အဲအဲ့ဒါမဟုတ် ာ18ရောင်ထပ်ပို့ပြီးတော့လည်းကိုဗစ်ကိုရဲ့သူရှိနိုင်တယ်အပြင်ဈေးကမ်းမှာတည်တာတို့ကိုယ့်အောက်ကိုဆင်းရင်လည်းတည်တာတို့အဲဒါမဟုတ်လို့ရှင်ဖြစ်လိုက်ပြီးတော့ပျောက်သွားပြီးတော့ဖြစ်တာတော့မတည်နိုင်တဲ့ဟာမျိုးရှိတယ်18ရောင်ဆိုလို့ရှင်အဲဒီထပ်ပို့ပြီးတော့များတဲ့ဟာဖြစ်နေဦးမှာပေါ့နော်ရန်ကုန်ဒေသခံတွေကတော့လက်ရှိမှာကိုဗစ်ကာကွယ်ဖို့နှာခေါင်းစည်းတက်တာမျိုးတွေလည်းမရှိသလိုလမ်းတွေမှာနှာခေါင်းစည်းတက်တဲ့သူတယောက်နှစ်ယောက်လောက်ပဲရှိတယ်လို့ဆိုကြပါဗျ။ နှကောင်းကြီးတက်တာအရန်ရှားတယ်အရန်ရှားတယ်ဆိုတာဒီကလောက်မြူထဲမှာဆိုလဲလူ20 30မှာမှာတစ်ယောက်နှစ်ယောက်လောက်ပဲတက်ကြာ18ယောက်ရှိပြီဆိုတာတင်းတော့တင်းမှာတော့သူတို့ကြွညာတော့ကြွညာတယ်ဗောနဒါပေမဲ့ကိုရောကိုပဝင်းကြီးကလူတွေအားလုံးကရောဒီပေါ်မှာတိတ်ပြီးရောမစွေးကြဘာကြောင့်လဲဆိုတော့ဒီမှာလဲကိုဗစ်ရဲ့စိတ်ပူဆိုးရင်ကြာရအများအများဖြစ်တဲ့အတွက်ကိုဗစ်ပေါ်မှာတိတ်အာရုံမရှိကြဘူးကိုဗစ်ဒုတိယလှိုင်းတော့ကိုဗစ်ကူးစက်ခံခဲ့ရဘူးသူတယောက်ကလည်းလက်ရှိကိုဗစ်တွေဖြစ်နေတဲ့အပေါ်မစိုးရိမ်သလို တနေ့တာအတွက်စာဝတ်နေအတွက်ပဲစဉ်းစားနေရတယ်လို့ဆိုပါတယ်။ဘုဖွဲ့လေးလေးပြောရမယ်ဆိုရင်တော့စိုးရင်စိရှိဘူးရှိမနေတော့ဘူး။ဟိုတယ်နိုင်ငံကလည်းစုပ်ပြတ်နေတဲ့အောင်ပြည်ကလည်းဘာမှမမထူတော့တာ။ဘလို့အခြေအနေဖြစ်နေတာပေါ့နော်။အဲတော့ကြောက်တဲ့လူတွေလည်းကြောက်ပါဘူး။ကိုရီးယားတော့မကြောက်။ဟိုဟာစကန်ဝီတော့တစ်ခေါက်ဖြစ်ပြီးသွားတယ်။ကောင်ဝီရောတော့ဖြစ်ပြီးသွားရတဲ့အဲဆီဆီပုံပုံကောက်ထိုးရတယ်ပုံကောက်လားလေးကောက်လားလေးထိုးရတယ် ဆီထုတ်နေဖြစ်တာပဲအဲ့တော့မထုတ်နေဖြစ်တာပဲအဲ့တော့ကာကွယ်လဲတိတ်မှာပဲမကာကွယ်လဲတိတ်မှာပဲအဲ့တော့ထွ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 ကြီးတော့ကြောက်မနေတော့ဒီနေ့ခမင်းသားရဖို့အလုပ်တော့မယ်ဘာလို့ ਆ ပြီးတိတ်သွားရင်ပြီးပြီကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP ရဲ့ရန်ကုန်မြို့ပြဆင်းရဲနွမ်းပမှုအားလှစ်ဟသုံးသက်ခြင်းဆိုတဲ့အစီရင်ခံစာအရဆိုရင်2018ခုနှစ်ကရန်ကုန်မြို့မှာဆင်းရဲနွမ်းပသူလူဦးရေဟာ၁၀ရာခိုင်နှုန်းသာရှိခဲ့ပြီး2023ခုနှစ်မှာတော့ ဆင်းရဲနွမ်းမသူဦးရေ43ရာခိုင်နှုန်းထိမြင့်တက်လာခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။တဖြည်းဖြည်းကျက်တဲလာတဲ့ရန်ကုန်မှာကျန်းမာရေးထက်စားဝတ်နေရေးကအဓိကပြဿနာဖြစ်လာနေတာပါ။လက်ရှိဖြစ်ပွားနေတဲ့ COVID အတွက်အရင်တိုင်းပဲမတ်စတတာလက်ဆေးတာအထူးသဖြင့်လူအုပ်ကြားထဲမသွားတာဖြားနာနေတဲ့သူတွေအနေနဲ့တက်ကြီးရွယ်ရိနာမကတ်ကြဘူး။နတ်သားရှိမကျမ်းမာတဲ့သူတွေနားကိုလည်းဖျားနာတဲ့သူတွေမကတ်ကြဘူးလေကောင်းလေတန်းရအောင်နေထိုင်ကြဖို့ တယောက်နဲ့တယောက်6ပေအကွာမှာနေကြဖို့စတာတွေကိုသတိထားရမယ်လို့လဲဆရာဝန်တွေကအကြံပြုထားကြပါတယ်။ကျမမျက်သစင်ပါရှင်။ Stars and Model Agency တီထောင်သူတဦးဖြစ်တဲ့ဂျွန်လွင်ကိုအဆိုတော်ချမ်းချမ်းရောင်းချတဲ့ပစ္စည်းတွေကိုဝယ်ယူရလို့ဆိုကစစ်တပ်ကဂျွန်လ9ရက်နေ့မှာဖမ်းဆီးစစ်ဆေးနေပါဗျ။ သူကတော့ပြည်ပနိုင်ငံတွေကိုတွားရောက်ခဲ့တဲ့ခရီးစဉ်တွေမှာလည်း NUG ရဲ့ထောက်ပို့ဖြစ်သူချမ်းချမ်းရောင်းချတဲ့ကုန်ပစ္စည်းတွေကိုဝယ်ယူပြီးပြည်ရင်းမှာပြန်လည်ရောင်းချမှုတွေပြုလုပ်တယ်ဆိုတော့ဆွတ်ဆွဲချက်နဲ့ဖမ်းဆီးထားတယ်လို့သိရပါဗျ။ဒီဆွတ်ဆွဲချက်ဟာမမှန်ကန်ပဲပစ္စည်းဝယ်ယူရောင်းချတာမျိုးမရှိခဲ့ဘူးလို့ဂျွန်လင်နဲ့နေဆက်သူတွေကပြောပါဗျ။ ဖန်စီခံရတဲ့ဂျုံလင်ဟာပြီးခဲ့တဲ့ရက်ပိုင်းနေမှာတော့ခိုင်နင်းဝင်ရဲ့ငွေကြေးအရှုပ်အရှင်ကိစ္စနဲ့ပတ်သက်ပြီးတောက်လျှောက်ဝေဖန်ပြောဆိုလာသူလည်းဖြစ်ပါတယ်။ဂျုံလင်ထိန်းသိမ်းခံရတာနဲ့ပတ်သက်ပြီးစစ်ကောင်စီရဲတပ်ဖွဲ့ထံကိုမေးမြန်းရမှာတော့မှန်ကန်ကြောင်းအတည်ပြုထားပါတယ်။စစ်ကောင်စီကပုံမှန်905ကကြီနဲ့အမှုဖွင့်ထားတဲ့အစိုးရချမ်းချမ်းနဲ့ချိတ်ဆက်ပြီးအွန်လိုင်းရောင်းချမှုတွေလောက်ကင်ပေးနေသူတွေကိုဖမ်းဆီးခဲ့တယ်လို့လည်းထုတ်ပြန်ထားပါတယ်ရှင်။ ကောမြစ်ကိုကဲတင်ကြပါစို့ဆိုရဲကမ်ပိန်းလှုပ်ရှားမှုတစ်ခုကိုထိုင်းနိုင်ငံချင်းမိုင်ခရိုင်မဲအိုင်းမြို့နယ်တာတွန်းကျေးရွာမှာကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဖြစ်တဲ့ဂျွန်လ9ရက်နေ့ကနေစတင်ပြီးတော့ပြုလုပ်ခဲ့ကြပါဗယ်။ထိုင်းမြန်မာနယ်စပ်မိုင်းဆန်မြို့နယ်ကဝါတပ်ဖွဲ့ UWSC ထိန်းချုပ်ထားတဲ့မိုင်းရန်ဒေတာကတရုတ်ကုမ္ပဏီတွေကမြေရှားတပ်ထုနဲ့ရွှေတူးဖော်မှုတွေကြောင့် ကောက်မြစ်နန်းခုံမြစ်အတွင်းမှာမြေရည်အစိတ်အသစ်မှုပြဿနာကိုဖြေရှင်းပေးဖို့အတွက်တာတွန်းကြေးရွာကထိုင်းဒေသခံတွေကဂျွန်လ9ရက်နေ့မှာဆန္ဒထုတ်ဖော်ခဲ့ကြတာပါတဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတက်ကြွလှုံရှားသူတွေကတော့ကောက်မြစ်မှာအာဆနစ်ပါဝင်မှုပမာဏတွေမြင့်မားနေပြီးဘေးကင်းလုံခြုံရေးစံနှုန်းတွေထက်ကိုကျော်လွန်နေပြီလို့ပြောကြပါတယ်ရှမ်းပြည်အရှေ့ပိုင်းမိုင်းဆက်ခရိုင်ကနေစီးဆင်းလာတဲ့ကော့မြစ်ကတော့ထိုင်းဘက်ကမှအရှေ့285ကီလိုမီတာရှိပြီးချင်းမိုင်ခရိုင်မဲအိုင်းမြို့နယ် ချင်းရိုင်ခရိုင်ချင်းရိုင်နဲ့ကျင်းဆဲမြို့နယ်တွေအတွင်းမှာဖြတ်တန်းစီစဉ်ပြီးမဲခေါင်မြေအတွင်းကိုစီစဉ်သွားတာဖြစ်ပါတယ်ရှင်။ TVV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကြည့်ရှုခဲ့ရတာပါ။အားလုံးကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့ဝန်ဒီပါ။